Kananja pausa bujala. Namaste, Dinky here. စင်ကာပူမှာဂျန်ပေါက်ဆိုင်ကောင်းကောင်းရှာနေတဲ့သူတွေအတွက်ဒီကြီးဆိုင်ကောင်းလေးတစ်ဆိုင်ရှာတွေ့ထားပါတယ်။ဒီဆိုင်က weekday ဆိုဂျန်ပေါက်တစ်ရက်ကိုပွဲ900လောက်အထိရောင်းရပြီးတော့ weekend ဆိုပွဲ2000လောက်အထိတောင်ရောင်းရပါတယ်။ဒီဆိုင်ကတော့စင်ကာပူမှာဆိုလူသိများပြီးနာမည်ကြီး Indian စားတောက်ဆိုင်ထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Little India Area ထဲမှာတည်ရှိတဲ့ Shakuntala Indian စားတောက်ဆိုင်ပဲဖြစ်ပါတယ်။ဒီဆိုင်ကစင်ကာပူမှာဆိုင်6ဆိုင်ရှိပြီးတော့ Little India Area ထဲမှာပဲဆိုင်ခွဲ3ဆိုင်ရှိပါတယ်။အခုဆိုင်ကတော့ Little India Dunlop Street Hanifa Textile ရှိတဲ့လမ်းထဲမှာရှိပါတယ်။ဒီဆိုင်မှာ ာကဘတ်စမတိဆန်နဲ့ပြုလုပ်ထားတဲ့တံပေါက်အပြင်ဒင်ကီရိုမြန်မာနိုင်ငံမှာတိတ်တွေ့ရလိမရှိတဲ့စေတကဆန်ဘာဆန်နဲ့ပြုလုပ်ထားတဲ့တံပေါက်လည်းရှိပါတယ် Shop, what is this? This is Siraga Samba Mutton Dum Biryani. Siraga Samba Mutton Dum Biryani. Yes. Okay, Jaga Jaro, Siraga Samba Mutton Dum Biryani web ဖြစ်ပါတယ်။ Siraga Samba San Suraga တံပေါက်ချရင်သုံးတဲ့ဆန်တစ်မျိုးပဲဖြစ်ပါတယ်။ဒီဆန်ကအိန္ဒိယနိုင်ငံတမလနာဒုဘက်မှာတွေ့ရတာများပါတယ်။ဒီဆန်ရဲ့ထူးခြားချက်က သူ့ရဲ့အနံ့နဲ့မှုေးပြီးတော့ပေါ့နော်ဆန်ကဒီဓာတ်ပေါက်ရဲ့အရသာကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်အခုဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တင်ကြီးရက်နေတာအောက်ကအောက်မှာကြတော့ရင်နွေးပုတ်ပွက်ဆိုတဲ့ရင်နွေးကိုထားတာဖြစ်ပြီးတော့လုံးဝအုတ်တစ်ခုလုံးဝပေါ့နော်ပူနေတာပဲဆန်မီဒီယာနီးဆိုတာဘာကိုပြလဲဆိုတော့သူကဒီခဲမှာပဲအသားရောဒီဆန်ရောပေါ့နော်တစ်ခါတည်းကိုပေါင်းပြီးတော့ဆက်ထားတဲ့ဓာတ်ပေါက်မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်ဒါကဓမ်မတမ်ဘရီယာနီးဖြစ်တယ်ပေါ့နော်ဒီစိတ်သားနဲ့ပြုလုပ်ထားတဲ့ဘရီယာနီးတစ်ခုပဲဖြစ်ပါတယ်မတမ်ဓမ်ဘရီယာနီးစိတ်သား တံပေါက်ကတော့တံပေါက်တွေထဲမှာဆိုအကောင်းဆုံးလို့ပြောကြပါတယ် Can I try chef? တင်ကြီးလေဒီတံပေါက်အိုးအကြီးထဲကမှတံပေါက်ကိုကိုယ်တိုင်ခတ်ခဲ့ပါတယ်။တံပေါက်ကတလွှာချင်းစီတည်တည်ချချာချပြုတ်ထားတာဖြစ်တဲ့အတွက်တံပေါက်ခတ်တဲ့နေရာမှာကအစာတည်တည်ချချာကျွန်းကျွန်းချင်းချင်းခတ်တတ်ဖို့ကလိုပါတယ်။နောက်ပြီးတော့ဒီဆိုင်မှာဆိုငပြောရက်တွေကိုအဓိကထားပြီးသုံးတာကိုတွေ့ရှိရပါတယ်။တင်ကြီးကိုထဲနေရတော့စိတ်သားတံပေါက်တပွဲစာထဲနေရပဲဖြစ်ပါတယ်။ဒီမှာတံပေါက်တွေထဲမှာဆိုချက်ဥလဲပါပါတယ်။ ။နောက်ပြီးတော့ဟင်းတွေလည်းပါပါသေးတယ်။ဒါကတော့ခရမ်းသီးဟင်းပဲဖြစ်ပါတယ်။နောက်ပြီးအဲ့ဤပြည်စေဖို့ဒိန်းချင်းအတော့လည်းပါပါသေးတယ်။ဓာရီမပြီးသေးပါဘူး။စိတ်သားပဲဟင်းလည်းပါပါသေးတယ်။ပပရာနှစ်ချက်လည်းပါပါသေးတယ်ဒီစိရိကစံပါစံနဲ့ပြုတ်လုပ်ထားတဲ့ဒီရတံပေါက်ကဒီဆိုင်ရဲ့ signature တံပေါက်ပဲဖြစ်ပါတယ် သူ့ရဲ့အရသာကဆန်ထဲမှာဓာတ်ပေါက်ရဲ့အရသာနဲ့အခြားအရသာတွေအကုန်လုံးကစိတ်ဝင်နေတာမို့လို့စားလိုက်တဲ့အခါမှာအီဂျီဖြစ်မနေတော့ပါဘူးဒါကတော့ဒီဆိုင်ရောက်ရင် must try ပါနောက်ပြီးတော့ဒီဆိုင်မှာကအသားဟင်းကလွှဲရင်ကျန်တဲ့အရာတွေအကုန်လုံးကကြိုက်သလောက်ယူကြိုက်သလောက်စားလို့ရပါတယ်။ဓာတ်ပေါက်စုလည်းကိုစားနိုင်သလောက်စားလို့ရပါတယ်။ဒါတွေအပြင်ဓာတ်ပေါက်ကိုမှမှဂနန်းဓာတ်ပေါက်၊ပဇွန်ဓာတ်ပေါက်၊စသားဓာတ်ပေါက်၊တသက်လွတ်ဓာတ်ပေါက်ဆိုပြီးဓာတ်ပေါက်ကိုမှမှရွေးချယ်စရာတွေအများကြီးရှိပါတယ်။ ဟာလာစာတီဖီကလေးချတာတာမို့လို့လူမျိုးပါတာမရွှေစားသုံးနိုင်ပါတယ်ဒီကနန်းတန်ပေါက်ကတော့သူ့မှာပါတဲ့ကနန်းနဲ့ရင်တက်ပါပြီကနန်းဆိုင်ကလည်းကြီးတဲ့အပြင်အသားကအပြည့်ပါပြီးတော့အသားချွချွရဲရဲလေးကမှမဆလာအရသာနဲ့ဘယ်လန့်စ်ဖြစ်ပြီးတော့အရန်ကမှစားလို့ကောင်းပါတယ် ဒါကတော့ဒီကလူကြိုက်အရန်များတဲ့စိတ်သားအဆက်ချက်လေးပဲဖြစ်ပါတယ်။ဓာတ်ပေါက်မာတဲ့အခါကိုကြိုက်နှစ်သက်တဲ့စိတ်သားကိုလည်းရွေးချယ်လို့ရပါသေးတယ်။ဒီမာတင်ကြီးကြိုက်တာတစ်ခုကသူကဓာတ်ပေါက်စားတယ်ဆိုပြီးတော့လုံးဝအီအီကြီးဖြစ်မနေပါဘူး။နောက်ပြီးသူ့ရဲ့စက်သားဓာတ်ပေါက်မှာပါတဲ့စက်သားကဆိုစက်သားပိုးရှင်းကလည်းများပြီးတော့အသားကနူးဣနေပြီးတော့အထဲထဲထိမဆလာတွေကိုစိတ်ဝင်နေတာပါပဲ။ ခနန်းချပောက်ကတော့ဒင်ဂီတာပထမအောင်ဆုံးအချိန်စားပူးခြင်းပဲဖြစ်ပါတယ်။အကယ်လို့ကိုကဒီမှာလာစားမယ်ဆိုလို့ရှိရင်တော့ဒီခနန်းချပောက်ကို try လုပ်ကြည့်ဖို့ဒင်ဂီ highly recommend လုပ်ပါတယ်။သူ့မှာပါတဲ့ဟင်းပိုးရှင်းနေကလည်းများတဲ့အတွက်ပေးရတဲ့ဈေးနဲ့အရှမ်းတန်ပါတယ်။ဒီဆိုင်က budget friendly ဖြစ်တဲ့အပြင်တန့်ရှင်းနဲ့သိရတဲ့ service ကလည်းကောင်းတယ်။အကယ်လို့ကိုကစင်ကာပူမှာအိန္ဒိယစားတောက်ဆိုင်ကောင်းကောင်းရှာနေရဆိုရင်တော့စကွန်ဒလာအိန္ဒိယစားတောက်ဆိုင်ကိုလာထရိုင်းစီဖို့ recommend လုပ်ပါတယ်။တင်ကီအခုတံပေါက်သွားစားတဲ့ဆိုင်ကတော့ဆိုင်ခွဲ6ဆိုင်ထဲကမှပီးရင်ဆိုင်ပဲဖြစ်ပါတယ်။